စကိုင်းတိုင်းဒေသကြီးဗမောက်မြို့နယ်ကြောင်လင်းနဲ့ပင်ခါကျေးရွာမှာဒေသခံ400ကျော်ကိုကချင်လွတ်လပ်ရေးတပ်မတော် KIA ကဇန်နဝါရီလကတည်းကဖမ်းသွားရမှာဒီနေ့ AP လာထီပြတ်မလို့တဲ့ကြောင်မိသားစုဝင်နေတဲ့နှိစက်သူတွေဒေသခံတွေကပြောပါတယ် KIA ဟာ2025ခုနှစ်ဇန်နဝါရီ16ရက်ကဗမောက်မြို့နယ်ကြောင်လင်းနဲ့ပင်ခါကျေးရွာအတွင်းကိုဝင်ရောက်လာပြီးတပ်စခန်းချကနေထိုင်ပြီးနောက်19ရက်မှာဒေသခံ465ဦးကိုဖမ်းဆီးခေါ်ဆောင်တာထပ်သွားခဲ့ပါတယ်2025ခုနှစ်ဇန်နဝါရီ19ရက်ကဖမ်းသွားပြီးဒီနေ့အချိန်ထိပြန်လည်မပေးသေးတယ်လို့ ဖမ်းဆီးခံထားရသူတွေရဲ့အခြေအနေကိုလည်းမသိရဘဲဖြစ်နေကြောင်းမိသားစုဝင်တွေနဲ့ဒေသခံတွေကပြောပါရယ်။ဗမောက်ဒေသခံတူကပင်ခါရွာလေးကို KIAD 2025ခုနှစ်ဇန်နဝါရီ16ရက်ကဝင်လာတယ်။19ရက်မှာသူတို့ခေါ်ထုတ်သွားတယ်။ရွာသူရွာသား465ယောက်ကိုဖမ်းသွားတယ်။အခုထိတယောက်မှပြန်မလွတ်လာသေးဘူး။ဇန်နဝါရီလကနေအခုထိပါသတင်းအစနာမှမရလို့ရွာမှာကြံထားတဲ့မိသားစုဝင်တွေကစိတ်ပူပင်တော့ကတွေရောက်နေကြတယ်။သူတို့ကခဏခဏလာလာပြီးတော့ဒေသခံတွေကိုဖမ်းနေ။ကြာရင်လူမျိုးတွေဖြစ်မှာစိတ်ပူတယ်။အမြန်ဆုံးပြန်လွတ်ပေးစီလိုပါတယ်။ နိုင်ငံကနဲ့ပြည်တွင်းကအဖွဲ့အစည်းအသီးသီးကလည်း KNY ရဲ့လူ့အခွင့်အရေးချိုးဖောက်မှုတွေကိုကျူးလွန်ရင်းမတိကျင်အောင်ဆောင်ကြတယ်။တခြားအဖွဲ့တွေလုပ်ရင်တော့အတန်တွေထွက်တာ။ဒါကြောင့်နိုင်ငံကကလည်း KNY ရဲ့လူ့အခွင့်အရေးချိုးဖောက်မှုတွေကိုအရေးယူပေးစီလိုပါတယ်လို့ပြောပါရယ်။ကြောင်လန်းနဲ့ပင်ခရွာကဒေသခံ465ဦးကို KNY ကဖမ်းဆီးခေါ်ဆောင်သွားပြီးတဲ့နောက်ဗမောက်မြို့နယ်နတ်တပ်အုပ်စုခင်ဖွဲရာဖွဲချေးရွာပေါ်မှာဖမ်းတာကြောင့်မိသားစုဝင်တွေနဲ့ဒေသခံတွေကပြောပါရယ်။ အဒီဖန်စီခံထားရတဲ့ဒေသခံ465ဦးမှာအသက်80ကျော်8ဦး၊ကိုရင်9ပါ၊ကိုဝင်ဆောင်မျိုးသမီး12ဦး၊ကလေးငယ်204ဦးပါဝင်ကြောင်းမိသားစုဝင်တွေနဲ့ဒေသခံတွေကပြောပါရယ်။ KAI ဟာဗမာမျိုးနယ်အတွင်းရှိပြည်သူ့ကာကွယ်တပ်ဖွဲ့ PDF တွေကိုဦးဆောင်ပြီးဗမာမျိုးကိုတင်ပိုက်နေရေးတိုက်ပွဲဖော်ဆောင်လျက်ရှိသလိုအနီးနားရှိကျွရတွေကဒေသခံတွေကိုလည်းစစ်သားစုဆောင်လျက်ရှိပါရယ်။ KIA နဲ့ PDF ပူးပေါင်းတပ်ဖွဲ့ဟာ2022ခုနှစ်စက်တင်ဘာ4ရက်ကလည်းဗမောက်မြို့နယ်နောက်ပတ်ရွာမှာရှမ်းပြည်တိုင်းဒေသရဟန်းတပါကိုဖမ်းဆီးတပ်ဖြတ်ခဲ့သေးပါတယ်။လက်ရှိမှာဗမောက်မြို့နယ်အတွင်းမှာ KIA PDF ပူးပေါင်းတပ်ဖွဲ့နဲ့ရှမ်းပြည်မျိုးသားများတပ်မတော် SNL တို့အကြားတိုက်ပွဲတွေဖြစ်ပွားနေပါတယ်။